အမျိုးသားဒီမိုကရေစီအားစုပါတီ NDF ကကြားပြရွေးကောက်ပွဲမှာကော်မူးမျိုးနယ်ကနေဦးစားပေးဝင်ရောက်ရှင်ပိုင်မှာဖြစ်တယ်လို့ဆိုပါရယ်ဒီသတင်းကိုတော့သူစာလင်းကပေးပို့ထားပါတယ်ခင်ဗျာမြန်မာဒီမိုကရေစီအင်အားစုပါတီအနေနဲ့2016ခုနှစ်ကြားပြတ်ရွေးကောက်ပွဲမှာရန်ကုန်တိုင်းရဲ့လွတ်လပ်တဲ့၅နေရာဖြစ်တဲ့ပြည်သူ့လွှတ်တော်၄နေရာနဲ့အမျိုးသားလွှတ်တော်၁နေရာမှာဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။ပြည်ထောင်စုအဆင့်ဆောင်ရွက်မှုတွေကိုဆောင်ရွက်ဖို့အမျိုးသားလွှတ်တော်ကနေဆောင်ရွက်ရမယ်ဆိုရင်မြို့နယ်များတဲ့အတွက် ခက်ခဲပါတယ်ပြီးတော့ကျွန်တော်တို့အခုကြည့်တဲ့အခါမှာပြည်ထောင်စုဆင့်ဆောင်ရွက်မှုအားရအောင်ဘာမှလုပ်ထားတာမရှိပါဘူးအဲ့ဒီတော့ကျွန်တော်တို့ကဒီမြို့နယ်ဟာမလွဲမသွေပြန်ရမယ့်မြို့နယ်နံပါတ်1ဖြစ်တယ်မြူတာဒီမိုကရေစီအင်အားစုပါတီအတွက်စိန်ခေါ်မှုတွေများပြီမဲ့နိုင်ငံသားတွေအနေနဲ့နိုင်ငံသားအခွင့်အရေးအပြည့်အဝရရှိဖို့လိုအပ်တာကြောင့်ဝင်ရောက်ရှင်ပန်ရတာဖြစ်တယ်လို့လည်းဆိုပါရယ်။ကော်မူမျိုးကစိန်ခေါ်မှုနံပါတ်1လောလောဆယ်အခြေအနေရဒေါ်အောင်ဆန်းစုကြည်ရဲ့နေရာကိုနော် ဝင်ပြိုင်တဲ့သူတွေဟာနော်တာမန်ကလေးကချေတွေပုံစံမျိုးအထိဆွတ်ဆွဲခံရမှုတွေရှိလာနိုင်ပါအဲ့ဒီတွေ့ဝင်ပြိုင်မဲ့လွတ်တော်ကိုယ်စားလှယ်ကိုစိတ်သက်ခြောက်ခြားအောင်လုပ်နိုင်တဲ့ကိစ္စမျိုးတွေအများကြီးကြုံရနိုင်ပါတယ်2015ခုနှစ်ရွေးကောက်ပွဲမှာမြို့သားဒီမိုကရေစီအင်အားစုပါတီကမဲဆန္ဒနယ်ပေါင်း260မှာဝင်ရောက်ရှေ့ပြိုင်ခဲ့ပေမဲ့ရွေးချယ်ခံရခြင်းမရှိခဲ့ပါဘူး။ဒီလူတွေပြည်သူတွေတွေ့တာပြီးသားပေါ့နော်။အဲလက်ရှိအစိုးရရဲ့ ဒီလုံနိုင်ဇွမ်းနေမလုံနိုင်ဇွမ်းနေပေါ့အဲ့ဒီဟာတွေကိုကျွန်တော်တို့ဒီပါတီကဘာဖြစ်ပေးနိုင်မလဲပေါ့အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို2019ခုနှစ်ဩဂတ်လ5ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်လက်ရှိပြည်သူ့ရွေးကောက်တင်မြောက်ထားတဲ့ပြည်သူ့အစိုးရနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့လွှတ်တော်ကိုယ်စားလှယ်တွေကပြည်သူ့အကျိုးတွေကိုဘာတွေလှုပ်ဆောင်ပေးပြီလဲ ပြည်သူတွေကစိုးရင်ကြောင်းကြကင်းသွားနဲ့နေထိုင်နိုင်ကြပြီလားဆင်းရဲသားခြေကံလူသားတွေကဆင်းရဲမှုလွတ်မြောက်ကြပြီလားပြည်သူတွေနှိမ့်တင်စားသုံးနေတဲ့ကုံစင်းနှုံးတွေကိုအစိုးရကထိန်းချုပ်ထားနိုင်ပြီလားစတဲ့စကလုံးတွေနဲ့မဲဆွယ်စည်းရုံးရှင်ပြိုင်မှာဖြစ်တယ်လို့ဆိုပါတယ်ကျွန်မကသူစားလင်းမှာ